မင်္ဂလာပါဒါလေးကကျွန်တော်မနေ့တုန်းကနမချီကလေးနှစ်ခဲပေါ့ဗျာဒါလေးက73သိန်းနဲ့ဝယ်တဲ့ကလေးဂျားပေါက်လေးပဲပါတဲ့ဟာပေါ့ဗျာဒီကောင်လေးကတော့တိတ်မဖြစ်တော့ဘူးဗျာအဖုံးလေးကနေပဲလိုက်ထုတ်ရတာအဲဖုံးလေးကနေပဲတခြားအပွင့်လေးလိုက်ထုတ်ရတော့ဗျာဒါလေးကတော့ကျွန်တော်9သိန်းနဲ့ဝယ်တာဂျဲဂျဲတဲ့တက်ခံလေးပါတယ်ဗျာဂျဲကန်လေးနဲ့ဒီကောင်လေးကလှတယ်ပေါ့ဗျာဒါမဲ့ဂျဲတာကိုပြန်ပြီးစီအောင် နည်းနည်းပြန်ခင်းရတာပေါ့ဗျာခင်းရတဲ့ကြောက်လေးဒါလေးကနေကျွန်တော်အပွင့်တော်တော်များများထွက်သွားပါဗျာအဲကျွန်တော်နှလုံးပေါင်းပြီးရောတေချာဖြတ်တော့ပြီးသွေးမှာပေါ့ဗျာသွေးလိုက်တာပေါ့ဒီနေ့ဝယ်စီ ကျွန်တော်ပြောပြီးပြီဆိုတော့ကျွန်တော်ရောင်းစည်းလေးကိုသေချာလေးမျှဝေပေးပါဗျာအပွင့်ဘလို့ထွက်သွားတယ်မှတ်ဘလို့တက်သွားတယ်ဆိုတော့ကျွန်တော်သေချာလေးမျှဝေပေးခြင်းလို့ပါဗျအဲဒါလေးပေါ့ဗျာကျွန်တော်ဖြတ်တောင်းတာဗျဒါလေးကကျဲကျဲကန်နေကျွန်တော်မနစ်အောင်တင်တယ်လို့ပေါ့ဗီဒီယိုတင်တယ်လို့ကျဲကန်နေရတယ်ဒီလိုလေးစီတော့ပြန်ခင်းရတော့ဗျအဲကြောက်သားလေးဒီလိုလေးစီတော့ပါဗျာကျဲကျဲတာကိုပြန်စီတော့ပါဗျအဲကျဲကန်နေရောပါတာမကြောက်စီရတော်တော်လုံးလုံးညီရပါဗျဒီကောင်လေးကအန်ဒါလေးကခွန်နေရပါဗျာ 73သိန်းကိုကျွန်တော်ဘေးပေါက်လေးပဲပါပြီးတော့အခွန်ထဲကနေပြီးတော့တခြားပြန်လိုက်ထားတော့ဗျာဒီလိုစီလေးပေါ့ဗျာဒီကောင်လေးက73သိန်းเนี่ยဟာဖုံးလေးရပဲအပွင့်လေးအနေချင်းပဲထွက်တာဗျာလုံးဝအမအလုံးလုံးပြက်ပေါ့ဗျာလုံးလုံးပြက်ဘာမှမထွက်ဘူးထွက်နေရပေါ့ဗျာအန်ဒါလေးဒါလေးပေါ့ဗျာဒါလေးပဲအနေချင်းပဲထွက်လိုက်တာပေါ့ဗျာအောက်ကြောင်နည်းကြောက်သားရောပေါ့ဗျာဒီကောင်ကိုထမ်းတော့တာကျွန်တော်တို့က ခုနှစ်သိန်းနဲ့ကျွန်တော်ကြောက်သားကျဲခင်းတဲ့ဟာလေးကအပွင့်ရင်များများနဲ့ထမ်းတော့ဗျာဒါပေမဲ့ဟိုကောင်73သိန်းနဲ့ဟာကြောက်စီကြောက်သားကောင်းတယ်ဗျာအစီသားငိန်တာပေါ့ဗျာသူကတော့ကျဲကံမပေါလုံးဝအစီကိုခင်းရတာပြင်ကိုခင်းရဆိုငိန်တာပေါ့ဗျာဒါလေးဗျာအသေးလေးတွေရေကျွန်တော်စကားလေးရေပေါ့ဗျာဒီမဲ့ဒီအစီလေးရေကျွန်တော်ကတ်ပြီးတော့တွေးတော့ဗျာဒေချာလေးကျွန်တော်တို့ ချိန်ကလေးနဲ့တွေ့ရဒါကြီးအဆဆုံးရိုက်ဗီဒီယိုရှင်မဟုတ်ဗျာဒါလေးရပေါ့ထွက်တဲ့ဟာလေးကျွန်တော်နှစ်လောက်ရောလိုက်တာဗျကြောက်လေးရတိုင်းမခွဲရသေးဘူးပေါ့ဗျာအဲစောက်စီကောင်းတာလေးပါတယ်ကာလာလေးလည်းပါတယ်အဝါကန်လေးပါတယ်ဂျဲကန်လေးလည်းပါတယ်ပေါ့ဗျာအဲဒါလေးပေါ့ဗျာအဲနဲ့ကျွန်တော်ပြန်တန့်လိုက်တာတေချာပြန်တန့်ပြီးတော့အသေးလေးတွေရတထုတ်ခွဲတယ်အစီလင်းတာလေးတွေရတထုတ်ခွဲတယ်အဲနည်းနည်းလေးခေါင်းလေးရတထုတ်ခွဲတာပေါ့ဗျာခွဲပြီးကျွန်တော်မနှခင်းကိုတိုက်တော့ကျတော့အစိတ်ပဲပေးလို့ကျွန်တော်မယောင်းခဲ့ဘူးဗျမယောင်းခဲ့ဘူးဆိုကျွန်တော်မကတ်ဘူးဗျ နေရွက်ပေါ့ဗျာနေရွက်လောက်ပဲရတာဆိုကျွန်တော်မကြိုက်တော့ကြောက်လေးတွေကိုကျွန်တော်နှစ်မျိုးအောင်ပြန်သိမ်းကျွန်တော်အပေါ်မြင်ကြောက်ကဘိုးတန်းဆိုရင်တန်းချတာမယ်ဆိုရင်ကြောက်တိတ်မကြည့်ကြင်ဘူးဗျမကြည့်ကြင်ဘူးဆိုတော့ကြောက်ကပုံဆုပ်ဆုပ်ဖြစ်နေပါဗျာမှတ်ခိုးလက်တိုင်းမနှုတ်ထားတော့ကြောက်ကတခြားကြီးမှပဲဘေးမှလည်းအကျုပ်ပွေးလေးတွေပါတယ်ကျွန်တော်မော့ကုန်အကာကုန်လေးနဲ့ပေါ့ဗျာအခွန်လေးအခွန်လေးအခွန်သားလေးတော့နည်းနည်းထူတယ်ပေါ့ဗျာအဲအခွန်ထူတဲ့ပုံစံအနေထားကိုကြောက်ကပေါက်ပေါက်အားရှိရပေါ့ဗျာ အကြောက်လေးကမစိုးဘူးပေါ့ဗျအပေါ့ဒီတိုင်းဒီတိုင်းပုံစံတိုင်းကြည့်မယ်ဆိုရင်အပေါ်အမြင်နဲ့ကြည့်မယ်ဆိုကျွန်တော်တို့လက်ရဟိုဟာဝါရှာတို့ရနိုင်တယ်ပေါ့ဗျဒါပေမဲ့ကျွန်တော်တို့ပွင့်သမားဆိုပွင့်လိုက်ပါဗျဒီမှာပဲကြွပွေးလေးပေါ့ဗျဒီလိုမီလေး တိုက်ခွာကြည့်ရမလို့ဗျထောင်ကြည့်လိုက်တာ ਨੇ ကျောက်စီကျောက်သားတော်တော်ရောက်တာပေါ့ဗျာအစီလဲကောင်းတယ်ကျောက်စီကျောက်သားလည်းကောင်းတယ်အသားလည်းညီတယ်ကျွန်တော်ပြောရမယ်ဆိုဒီကောင်ကပန်းချားဆိုတော့ပန်းလည်းလာရပေါ့ဗျာအဲဒါလေးပေါ့ဗျာကျွန်တော်ပြန်ရောက်တာ ਨੇ ကျောက်ရဲ့နန်းအောင်ရှာတာပေါ့ဗျာရှာတော့ကျွန်တော်ကျပွေးလေးရဲ့ဘေးမှာအနာလေးရဲ့ရှို့ပြီးထွက်တာပေါ့ဗျာအဲအလေးကိုကျွန်တော်တော့ပုတ်ချမှာပေါ့ဗျာကျောက်စီကျောက်သားပြောရမလို့မော်စီစာဆိုရင်မော်ကုံနဲ့တင်ကိုကျွန်တော်တို့အစီသားပြောရမလို့တော့ပေါ့ဗျာ အဲကြောက်စီကြောက်သားလဲကောင်းနေပန်းလဲလာတယ်ကျွန်တော်ပန်းကိုသူကအခက်နဲ့သွားပြီးတော့ဖွေးကန်လေးပေါ့ဗျာဒါလေးပေါ့ဗျာအစီသားလဲကောင်းတယ်ပေါ့ကျွန်တော်ဖြတ်လိုက်တော့အနာလေးတော့ပါတယ်ဗျာကျွန်တော်တို့အဲအဲကျွန်တော်ပြောသလိုပေါ့အခွန်မှာအနရှူလေးပါတော့လက်ရာတို့ပါတော့ဝါရှာတို့ဒီပုံစံတိုင်းကြည့်မယ်ဆိုရင်ရနိုင်နေဒါပေမဲ့ကျွန်တော်အခွန်မှာအနာချောင်းလေးပါတော့သူအနာဆိုင်မှာပဲဗျာဆိုက်တော့ကြတော့မရနိုင်ဘူးကျွန်တော်တို့အပွင့်ဆိုရင်တော့အစီသားကတော့ဒါကောင်းစီကောင်းသားပေါ့ဗျာ ရောက်စီကြောက်သားကောင်းနေဖွေးကန်လေးဖြစ်တဲ့ဘန်းအခက်လိုက်လေးလေးသွားရပေါ့ဗျာဒါလေးတွေကိုကျွန်တော်လောဆယ်ဖြတ်နေရပါပြီးမှအစားဆုံးမြဝေပေးပါမယ်ကျေးဇူးပါ